အဆင်ကလက်တော်မှာတော့နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆုံး10ပွဲမှာတပွဲပဲရှုံးပြီးတော့ကြီးနေတာရလေအောင်ခဲ့တာနောက်ဆုံး3ပွဲချက်လောက်လူရှိနေတဲ့ခါမှာစွန်းလန်းလိုက်အိမ်ဝင်းကစားအော်တော့ဒါကောင်းတယ်ဗျာဒါအင်းင်းပွားပဲမရှိဘူးဒီပွဲမှာအနည်းဆုံးတော့သူတမတ်ရယူသွားမယ်လို့တော့ကျွန်တော်တော့မြင်တယ်ဒါငုကတင်နေကြပါဖက်စင်းတဲကောင်းတာဘူးဆိုရင်ဟာတပောင်းပုံစံမျိုးနဲ့လည်းသွားမှာပဲနော် ော့ကျွန်တော်တို့လည်းစနေညပွဲပေါ့နော်ရှစ်ခွဲပွဲနဲ့ကျွန်တော်တို့၁၇နာရီမှာကစားမယ်ပွဲပေါ့နော်ဒါဆန္ဒလန်ဝူဆန္ဒလန်ဝူကတော့ဒါဆန္ဒလန်ကြီးကတော့ level 10ကဆန္ဒလန်ဒီမှာပေါ့ level 10တော့ပေါ့နော်အဲတော်တော်ဈေးကိုကိုတော်တော်လေးကြိုဆင်းသွားတယ်လို့ဆိုလို့ရတယ် level 10ဟုတ်ပြီ level level ဆိုတော့ဟိုအဲ့လောက်ဖြစ်သွားတယ်ဟုတ်လားကျွန်တော်ပြန်လာနိုင်ငံပွဲရဲ့အချိန်တော့ခရရလားဆန္ဒလန်ကပြောမယ်ဆိုရင် ဟိုနိုင်ငံပွဲမှာသူတုံးခဲ့ရတဲ့ကစားသမားအများစုကဒီပွဲမှာပါလာမှာပေါ့နော်ဟုတ်ကဲ့တပတ်ကဝူးသွားကြတော့အခုကစားသမားရင်းမှာနောက်တဲ့နှစ်ယောက်လောက်ပဲဒီနိုင်ငံပွဲသိမသွားအောင်နော်အားလည်းသွားတယ်ဒါပေမဲ့မကန်အောင်ဘယ်လိုလဲအဲ့ဒါကြောင့်လည်းဖြစ်မှာနော်အဲ့လိုလည်းလောက်လေးဖြစ်တယ်အဲ့တော့ပွဲပွဲမှုလေးသားမှာအာရှဈေးကတော့ဒါနော်တော်တော်ကြီးတော့ပြုတ်ကျသွားတယ်အနေထားမှာဆန်နာလန်ဟူးနဲ့ဆန်နာလန်ဒီမွေးကစားအောင်တော်တော်ကောင်းတယ်အဲ့တော့ဖူအန်အာဆင်နယ်နောက်တစ်ပွဲကတော့ဒါဒါဘီပွဲစဉ်ကတော့အကောင်းပါတယ်ဖူအန်အာဆင်နယ်ကတော့ကျွန်တော်ကတော့အကြိုက်ကိုရွေးပါလို့မေးတယ်ဆိုရင်တော့ကျွန်တော်တို့အာဆင်နယ်ကိုတော့သဘောကျတယ်150 နိုင်ငံလေး1တရေအထိကြေးရွေရမှုလည်းတွေ့ရတယ်ဗောနော်တတော်မှဟို1တရေဖြစ်နေအာဆင်နယ်ကတကယ်တော့ဒါတကယ်လည်းပြောရင်တော့အစင်လာပိုင်းမှာတော့ဖူဝမ်ဟိုတော့ဟိုအตาစည်းရယူထားတယ်ဟိုတမိများလေးဒါခက်တစ်ခက်မှာတကယ်အာဆင်နယ်ဟိုဖူဝမ်၄ချိန်ပဲဟိုနိုင်မှုရဲ့ဟာအကုန်လုံးကသူ့ရဲ့ clubbing cottage ဖြစ်တဲ့အိမ်ကွင်းမှာပဲနိုင်ခဲ့တဲ့အချက်ရှိတယ်ပြီးခဲ့တဲ့ဟိုနှစ်တွေမှာရင်ဆိုင်ခဲ့ရတဲ့ထိတ်တိုက်တွေ့ဆုံမှုကိုပြန်ကြည့်တော့လေဒါ၄ချိန်ဇက်တိုက်လောက်ဖူဟာတော့ကြီးအောင်ထားခဲ့တာရှိတော့ဒီတစ်ချိန်ကတော့ဒါအာဆင်နယ်ကလက်တော်မှာတော့ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆုံး10ပွဲမှာတပွဲပဲရှုံးပြီးတော့ကြီးနေထားရတယ်အောင်ခဲ့တာနောက်ဆုံး3ပွဲဆက်လောက်လူရှိနေတဲ့ခါမှာလက်ရှိကြီးဟိုဘောဖောင်နေရဆိုရင်တော့ကျွန်တော်ကတော့အာဆင်နယ်ကိုတဘောနည်းနည်းကြားတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့အာဆင်နယ်ကိုပဲရွေးချင်ပါတယ်ဆရာတို့ရဲ့အမြင်လေးအဲ့ဒီ2ပွဲမှာပေါ့နော်အဖူဟန်အာဆင်နယ်ဆိုတော့ဖူဟန်ကတော့အာဆင်နယ်ကိုအမြဲဒုက္ခပေးတယ်။အာအာဆင်နယ်ရဲ့ချန်ပီယံပြိုင်လဲမှာတန့်ကလေးဖြစ်သွားအောင်လုပ်ခဲ့တဲ့အတင်းထဲမှာဆိုရင်ဖူဟန်နဲ့အက်စတွန်ဗီလာတို့ပါတယ်။ဆိုတော့နိုင်တဲ့နိုင်တဲ့ပွဲတွေမှာအာအာဆင်နယ်က အော်ဖူဟန်ကိုမနိုင်လိုက်တာနဲ့ချန်ပီယံပြေးလာမှာအမှတ်တွေညော့သွားတာနဲ့နောက်တစ်ခါဟိုတူးမန်းနဲ့ရှုံးလို့ဖူဟန်အိမ်ခွေးမှာတူးမန်းနဲ့ရှုံးပြီးတော့အမှတ်တွေညော့သွားနောက်ဆုံး9ချိန်တွဲဆုံးမှုပါဆိုဖူဟန်က6ချိန်တော့ဂျေးအောင်နဲ့အထိဒုက္ခပေးနိုင်တယ်အာဆနယ်အသေးစားအသင်းလေးလို့လည်းပြောတယ်သူကပြန်မှာအဲအဲထဲမှာတူးမန်းစမစ်ရိုးတို့ဒီအီအိုဗီတို့ ဒီလီနိုတို့ဆိုတော့ကဒါအာကြီးចောင်းစင်းနေပဲเนาะအာအာကြီးចောင်းစင်းနေကဟိုဘက်ဟိုအမ်မရီထိပါနီးပြားထိပါရိုက်ခတ်ပြီးတော့အမ်မရီဆိုရင်လည်းအာအာဆနယ်ကိုဒုက္ခပေးတာပဲအက်စတွန်ဗီလာကိုကင်တွယ်ပြီးတော့လေအဲ့လိုမျိုးနေတာရှိဒါပေမဲ့ကျွန်တော်က1ဒီလောက်ဒီပေးတယ်ဗျာဖူဟန်လိုအိမ်ကွင်းမှာအိမ်ကွင်းရှုံးမဲဒီအားဒီအိမ်ကွင်း၃မဲကစားပြီးတော့ရှုံးမဲမရှိသေးတဲ့အဲအသင်းကို အာဆနယ်က ဟုတ်ဟို1 day တော့ဒီပေးလာတယ်ဆိုတော့နည်းနည်းပြင်းရှာနေတယ်လို့ပြောရမယ်နောက်တစ်ခုကကျွန်တော်ကြိုက်တဲ့အချက်တစ်ချက်ပေါ့ဗျာဒါကတော့ Oman လို့ပဲပြောရမှာ Fax လို့ပဲပြောပြောဟုတ် Oman အတိတ်နမိတ်လို့ပဲပြောပြောအဲဒီထူးခြားချက်တစ်ခုက23နဲ့24နှစ်တာကာလအတွင်းမှာဖူခန်းကဒါရာသီအစအိမ်ဝင်း၄ဘွဲကစားနေနည်းနည်းရှုံးဘွဲတစ်ဘွဲတော့ကျုပ်ဟုတ် အစောသူအခုအင်ကွင်း၃ဘွဲကစားပြီးသွားပြီသူရှုံးဘွဲမကြုံသေးဘူးဟုတ်ဆရာအဲ့မှာ၄ဘွဲမြောက်မှာအင်ကွင်း၄ဘွဲမြောက်မှာသူအာဆင်နယ်နဲ့လာတွေ့နေပြီဒီ23နှစ်တာ23နှစ်တာကာလအတွင်းကအိုမန်ဖက်စ်ကိုဒီဒီအာဆင်နယ်က ဖြည့်ဆည်းပေးသွားမလားလို့နော်ဖြည့်ဆည်းပေးသွားလားမလားလို့နောက်တစ်ခုကစန္ဒလန်နဲ့ဟူးနဲ့ဟူးနဲ့ပွဲမှာတော့အာစန္ဒလန်ဘက်ကရင်းသင့်တယ်ဆိုတော့ကျွန်တော်ကအဲ့လိုနှစ်သင်းနှစ်သင်းကဟိုဂိုးရောက်ခတ်မယ်နှစ်သင်းဆိုတော့ close type ပုံစံမျိုးနဲ့ခက်စဲဦးဆောင်ပေးကစားမယ်ဂိုးရရင်လည်းစန္ဒလန်လည်းပိတ်ပါဘူးဟူးကလည်း ပိတ်သွားပဲအဲ့အဲ့ဘွဲကြတော့ကျွန်တော်ကအဲ့လိုမျိုးစမ်းသပ်နံပါတ်ပါပါရင်းပြီးတော့အော်ဂိုးအောက်ပိုင်းကိုပြီးတော့လည်းသူကြားတယ်ပြီးပရီးမီးယားလီဂ်တွေမှာအများကျွန်တော်ကြည့်နေတယ်ဒီလိုနှလုံးတရေဟိုဝင်ရိုးရတော့နှလုံးတရေပေါ့နော်ဟိုမြန်မာဈေးတန်းရတော့လားနှစ်နှုတ်80နပယ်တော့ပေါက်တဲ့ဒီရန်မျိုးပရီးမီးယားလီဂ်မှာတွေ့ရခဲ့တယ်လीနှလုံးကနန်းဆိုလည်းဂိုးအောင်ပြီးရပြီးပြတ်မှာတွေ့ရခဲ့တယ်နော်ပေါ့ဂိုးအောင်ကျင်းတာအဲ့ဒါအဲ့တော့ဒီဘွဲကိုမှဆူဟာပြီးတော့နှစ်တရေဝင်ရိုးနဲ့အဲသူဝင်ရိုးနဲ့ဆိုတော့အဲဟောပြရတော့ဒီအဲ့ဒီ ဒီဘယ်တော့တော်တော်လေးကိုမောပြောတယ်သူတို့ရဲ့ play style တွေရောက်ဆိုဆန္ဒလန်းကတောင်းတယ်ဟုတ်ပါမဲ့တောင်းတယ်ဆိုတော့ညာလေးပဲသူလည်းကိုရရင်ပြိမ့်ပါပဲ wolf ကလည်းအိုးသူကဦးဆောင်ကိုရတဲ့နောက်ဆုံးတော့လေနိုင်ဝဲမရှာဖွေနိုင်ခဲ့ဘူးဒီရသည်ဦးကလုံးဝနိုင်ဝဲမရသေးဘူးသူ့ရဲ့ play တွေကကစား အရင်ကတည်းကဆောင်းဩဂတ်စ်လစက်တင်ဘာလတည်းကဆိုင်တော့တိုးတက်လာတယ်ဆိုပေမဲ့သူကလည်းစိတ်မချရတဲ့အတင်ပဲဆန္ဒလာကအရန်ကိုအောင်ချက်လည်းကောင်းနေတယ်သူကဒါမန်ယူနဲ့ပွဲမှာဆိုရင်ဒါနီးပြလီဘစ်ကဲဒါသူတို့တုံးတက်ကြတာပေါ့နီးပြလီဘစ်ကဲဒီဗျူဟာကစားကွက်မှားသွားတယ်ဆိုတော့သူချက်ချင်းသိလိုက်တဲ့အချိန်မှာသူပြန်ပြန်လိုက်တော့မရတော့ဘူးသူကနောက်တန်း9ရောက်ထားရမယ်ဆိုတော့သူဖွင့်ရဝင်ခံသွားတယ်နောက်တန်း9ရောက်ထားမယ်တော့ဘောလကိုပြန်ထည့်လိုက်တဲ့အချိန်မှာ မမီတော့သူ4231နဲ့ Man U ပြန်သွားတိုက်တယ်လို့ဖြစ်သွားပြီးတော့အပွဲဆုံးဆုံးအချင်းမနေသူဟိုဂိုးသွင်းခွင့်တွေတော်တော်များများပေးလိုက်ရဟုတ်တယ်ဆိုတော့အဲ့ဒီဘိုင်းလေးရောသူပြန်ပြင်လာဘောလုံးကိုပြန်ထည့်ပြီးတော့သူပြန်ပွဲကိုထိန်းတော့မရတော့ဘူးဟိုကဟိုကနောက်ဂိုးတော့ဝင်သွားပြီအဲ့လိုဖြစ်သွားအဲ့နောက်ဘိုင်းမှာသူစမ်းသမ်းနဲ့ကစားမှုတွေမစိုးပါဘူးပြန်တက်လာတယ်ဒုတိယဘိုင်းဒါစမ်းသမ်းလိုက်အိမ်ဝင်ကစားအာတော့ဒါကောင်းတယ်ဗျာဒါအာနင်းပွားပဲမရှိဘူးဒီပွဲမှာအနည်းဆုံးတော့သူတမတ်ရယူသွားမယ်လို့တော့ ကျွန်တော်တော့မြင်တော့ဆရာရဲ့မြင်လေကျွန်တော်လည်းဒီတနန်းလည်းနဲ့တနန်းလည်းပွဲပေါ့နော်ပို့ပြီးတော့တနန်းလည်းဝူပွဲပေါ့ပို့ပြီးတော့အားရမှုပဲဒါကြောင့်လည်းဆိုရင်ဒီကဒီနယ်တင်းကတော့ဒီနောက်ဆက်တဲ့နောက်တက်နေရသည်နောက်ပိုင်းမှာမဟုတ်ပြင်းရလေးမှာပြင်နေဆုံးပြရတဲ့နောက်တင်းနေနော်ဟုတ်ကဲ့လက်ရှိနေတာအတင်ကြည့်မယ်ဆိုရင်ဦးကပြင်းရလေးမှာနိုင်ခွင့်ပြောင်းကိုဆက်တဲ့ဝဲတော့လည်းပြီးတော့တက်သွားတယ်ဒီဆက်တဲ့ဝဲမှာမှာသူဂိုမကြီးတင်ကြတဲ့ပွဲတော့မဟုတ်ဘူးသူကခန္ဓာစ်ကသူကအနည်းဆုံးတဘိုးတော့ပြီးနေတာတင်တတ်တော့ဆိုတော့လက်ရှိနေတာရဆိုရင်ဦးကတော့ ထစင်းတဲကောင်းတာမျိုးဆိုရင်ဟာတလောင်းပုံစံမျိုးနဲ့လည်းသွားမှာပဲเนาะလက်ရှိခြေစွမ်းပိုက်ရဲ့တိတ်တပိုင်းရဆိုရင်တော့ကျွန်တော်တို့ကဖန်နန်နန်ဘက်ပို့ပြီးတော့ဦးပြီးညီမဝူရေးရမယ်ဆိုရင်ဆက်လက်ရတော်တော်လေးအားမြင့်ရဲ့ဆိုတော့နောက်ဆုံးတစ်ပတ်ရက်လက်တဲကောင်းတာလည်းဒါအသေးကြီးပေါ့เนาะအဲကြက်ကောင်းလာရဆိုပြီးတော့ဒီနေရာမှာကျွန်တော်ဖန်နန်နန်ကိုအိမ်ခွင်းမှာအဝေးခွင်းကနေနိုင်ရဖို့ဆိုတာမဖြစ်နိုင်ဘူးပြီးတော့ဖန်နန်နန်ရဲ့လက်ရှိဈေးများလေးမှာပြန်ပြီးမယ်ဆိုဖန်နန်နန်ဈေးများလေးကိုတင်းချခဲ့နှစ်ပွဲပဲဖြစ်ပြီးလေဈေးများလေးလက်ရှိဈေးအောင်ပုံအသေးအဖြစ်ရည်တည်မှုပေါ့ ီးတော့တန်းလိုက်ရဲ့နောက်ဆုံးပွဲတော်ဒီအိမ်ကွင်းပွဲမှာပြန်ကြည့်မှလို့သူကတရားဒီဗီလာနဲ့ပွဲမှာပြန်တယ်သူတရားရောက်တော့အခုနိုင်ဖို့ပြန်ရတယ်ပုံစံချပါမှုရတဲ့ပုံစံကိုသူကအိမ်ကွင်းဆိုရင်ကစားကောင်းတယ်ပိတ်တဲ့အင်အားကောင်းတယ်ပြီးတော့လုံးနေကစားအားကြီးတယ်ပြီးတော့အတင်းလိုက်ပုံစံမှာလည်းဘူးကောင်းကောင်းသုတ်ပြရတယ်ခု level 10ရောက်တော့10 10ရင်းရအောင်နော်ဒါအတူတို့ရဲ့အားထားရအောင်ဆိုတော့ဒါဘိုးနောက်ခံလူအဒီရီဒီအဒီရီဒီကပေါင်ဝင်မသေးမကြဖြစ်နေလို့လေဒီဈေးပွင့်လာတာဖြစ်မှာဟုတ်ဆယ် ်ဟုတ်ပါအဲ့ဖြစ်နိုင်ရတော့ဒီ data နည်းနည်းအောက် view point view point အောက်မှာဂျင်းတည်နေဒါမဲ့ view point view point ဆက်တင်းတောင်းနေပြန်ဖြစ်လာရင်တော့ဒီနေ့တော့တင်းတာလက်ရှိကြည့်ရတော့တင်းနဲ့နိုင်လို့ကြည့်ရမယ်ဆန်းဆန်းတော့ဟုတ်တယ်အဲ့တော့ကျွန်တော်တို့သနေညရဲ့ဒါ၈နိုင်ခွဲနဲ့၁၇နိုင်ခွဲပွဲစဉ်မှာဒီဆန်ဒါလန်ဝူကတော့ဘောနာဆရာလို့သုံးသက်တယ်လို့ပဲဆန်ဒါလန်ကောင်းတယ်ဘောနောဘော်ဒီကဆန်ဒါလန်ပြီးတော့ ဟိုခုနဒေးတန်းအရာပြောရင်အာရှဈေးတန်းမှာဒီလိုပရီးမီးယားလီဂ်ပေါ်ကျွန်တော်ဒီလိုတူးဝင်ရိုးထွက်နေတဲ့ဘူပေါင်းဈေးမျိုးလေမြင်ရတော်တော်ရှားတယ်เนาะကျွန်တော်တို့ရဲ့ဒီဖြတ်တန်းလာခဲ့တဲ့အတွေ့အကြုံမှာတော်တော်ရှားတဲ့အတွက်ကြောင့်မလို့ဒီဟာလေးကဂိုးဘောက်ကိုလည်းဦးတည်သွားနိုင်တဲ့အနေအထားမျိုးဆန်ဒါလန်နိုင်တဲ့1-0လောက်နဲ့ဖြစ်သွားနိုင်တဲ့အနေအထားမျိုးလို့ရှိတယ်ဆိုတော့ကျွန်တော်ဆန်ဒါလန်ဘော်ဒီကိုတော့ကျွန်တော်ရွေးချယ်တယ်ဂိုးဘောက်လေးကတော့ကျွန်တော်ဖြစ်စွချက်အနေနဲ့ဟိုပိုကောင်းတဲ့အကြောင်းရွေးချယ်တဲ့အကြောင်းလေးကိုပြောတာပါအဲ့တော့နောက်တစ်ဆက်ပွဲစဉ်ဖြစ်တဲ့ဖူကန်အာဆင်နယ်ပွဲမှာတော့ကျွန်တော်တို့ကတော့ ဟိုဟာတုံတက်ခဲ့တူအတိုင်းပဲဒါအစင်လာရအောင်အားတာရနောက်တစ်ခုတော့ရှိတာပေါ့လေဖူကန်ကတော့ဒုက္ခပေးနိုင်စွမ်းအစင်လည်းရှိတယ်ဒါပေမဲ့ဒီဒုက္ခပေးနိုင်စွမ်းကိုတော့အခုတော့ဟိုရှိတာတော့မတိုင်းတော့လို့ယူဆတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဆန်နာလန်ဘော်ဒီကျွန်တော်တို့ထပ်ဆွဖြည့်ဆွချက်ဆန်နာလန်ဂိုးအောက်လေးနဲ့ဖူကန်အစင်လည်းပွဲကိုဘော်ဒီအစင်လည်းကိုယူချေပေးလိုက်ပါလေဗျာ